ကိုစောင်းမလေးဘူးအိုးစီကနည်းနည်းသေးပေမဲ့အနှစ်ရှိတယ်။ဒါညီမရဲ့ဆရာဆရာထအားကဆရာအိုးစီကိုညီမငှားထားတာ။ဆရာသမီးတဲ့ဒီအိုးစီကနိုင်ငံခြားပြန်အိုးစီနော်တဲ့။သမီးဒါတေချာလွယ်ပြီးတေချာတီးရမယ်။ဟုတ်ကဲ့ပါဆရာလို့အိုးစီကလည်းနည်းနည်းဝိတ်ရှိတော့လေးရတာ။ကိုကနှာချင်လို့သာလွယ်ထားတာလေ။ဆရာမစကြောတစ်ချမ်းတက်တယ်။ ဟုတ်ကဲ့ညီမကတော့လေအာပြင်ညီနှောင်းလေးကတို့ပြင်ပြခဲ့ရနော်ဒီညီမအမှုပညာတစ်ခုခုအဲဒါညီမတူရီယာတစ်ခုခုနဲ့ပေါင်းဆက်ပြီးတော့ရှေ့ခေတ်မျိုးသမီးတယောက်ရဲ့ဒီရင်းချင်းသိမ်မွေးတဲ့ပုံစံနဲ့ချပြဖို့ပဲစိတ်ကူးခဲ့တာဒါလည်းလက်တွေ့အကောင်နဲ့ပေါ်နိုင်ခဲ့တယ်ရှင်အာအပြည့်ပေါ့အကောင်ဆုံးကြိုးစားမယ်ဘာဖြစ်လာဖြစ်လာအကောင်ဆုံးလက်ခံမယ်အဓိကကိုဘကအကောင်ဆုံးကြိုးစားမယ်ကျန်တာကတရားပဲ ညီမမှာလုံလဝရိယဉာဏ်ပညာဒါတွေဆိုင်ထုတ်မှုအားကောင်းတယ်အဲ့ဒါအကောင်းဆုံးကြိုးစားထားတယ်ကျွန်တော်ဥစ္စာတော့ကံရရအောင်အားကိုးရပါစေခဲခဲဒီရှင်နေဘူးကောင်းချီးမှုဆောင်ရင်းကတော့ဒီဇိုင်နာကိုမူထက်တာဒီတစ္ဆာပိုးလေးနောက်ပြီးတော့မိတ်ကပ်ကိုဖုံးရပိုင်းအကေအောင်ရှာတင်းပေါ့နော်နောက်ပြီးတော့မူထအောင်လည်းကညီမတို့ဒီခွဲအတွက်ရိုက်ကူးပေးခဲ့ပြီးတော့ဒီနေ့မှာ အကောင်းဆုံးဒီမှာအမှုပညာကိုအဲဒီ Miss University မှာဆင်မြင့်ချက်ပေါ်မှာအကောင်းဆုံးခြားပြနိုင်ခဲ့ပါလို့ဆိုညီမစိတ်ကူ idea လေးပဲအယူရှင်းဆုံးကအာဒါကိုရဲ့ကိုကိုကိုအတွက်ကိုအကောင်းဆုံးပါပဲအာညီမဒီချားဒီကိုရဲ့ performance ကိုပြတာထပ်ပေါ့နော်ကိုတီးပြရှင်နေအဲတီးရင်းနဲ့လည်းကကကပြခဲ့တယ်ပေါ့နော်အဲ့လိုဆိုတော့ပရောမြလည်းကြိုက်ကြတက်ကြမယ်လို့ထင်ပါတယ်ခုဆောင်မလေးဘူးအိုးစီကနည်းနည်းသေးပေမဲ့အနှစ်ရှိတယ်ဒါညီမရဲ့ဆရာဆရာထအားကဆရာအိုးစီကိုညီမငှားထားတာဆရာသမီးတဲ့ဒီအိုးစီကနိုင်ငံခြားပြန်အိုးစီနော်တဲ့သမီးဒါတေချာလွယ်ပြီးတေချာတီးရမယ်ဟုတ်ကဲ့ပါဆရာလို့အိုးစီကလည်းနည်းနည်းဝိတ်ရှိတော့လေးရတာကိုကနှာချင်လို့သာလွယ်ထားတာလေး ဆရာမဆရာတချမ်းတက်တယ်ညီမဆရာကတော့တိတ်အားရနေမှာမဟုတ်ဘူးဆရာကတော့တီးတာပဲကြည်နေမှာလေဒါပေမဲ့ဆရာကနားလေပြီးမှာပါဆရာနားလေပြီးပါနော်နားမလေပြီးလဲနားလေပြီးမှာမတီးတာတော့အရင်အားမရဘူးလေဘာလို့ဆိုတော့ဟိုဆရာမကရင်နဲ့တီးတာဆိုတော့အရင်ကြီးလဲ ဟိုဆရာဆရာကြီးမဟုတ်တဲ့အတွက်ကိုကိုကတော့လိုအပ်ချက်ရှိနေသေးတယ်လို့မြင်ပါတယ်ဖြစ်မှုမြမကတာလည်းခက်ခဲကတာမဟုတ်ဘူးဒါဒီရိုးရှင်းလေးပဲတုံထုံထုံထုံဆိုတာ simple ပါလေအရင်နှစ်တည်းကလည်းအမိုက်စားပဲလေ universe is universe ပါပဲအဲ့တော့ကျမတို့ခန္ဓာထယ်ပါလာတဲ့ this universe ပြောင်းလဲကြီးကတကယ်တည်းနဲ့ ို့ပို့ပြီးတော့ခန်းထားလာတာပေါ့ရှင်နော်ဒီနေ့မှလည်းညီမတို့ဒီအရင်နှစ်ကလောက်တော့အဲပြန်ကုန်းဝင်ပါတော့နည်းနည်းလေးဟိုဒီတရားမြောက်တော့အနေငယ်တော့ပုံနေရအောင်နော်ဒါပေမဲ့အကုန်လုံးကအကောင်းဆုံးစူးစမ်းကြရရှင်ဟောအဲ့တော့ဒီမှတ်ပါတယ်ဟုတ်ကဲ့ညီမကတော့လေအာပြန်ရင်လုံးလေးကတော့ပြင်ပြီးခဲ့ရနော်ဒီညီမအမှုပညာတစ်ခုခုအဲဒါညီမတူရီယာတစ်ခုခုနဲ့ ပေါင်းဆက်ပြီးတော့ရှေ့ခေတ်မျိုးသမီးတယောက်ရဲ့ဒီရင်းချင်းသိမ်မွေးတဲ့ပုံစံနဲ့ချပြဖို့ပဲစိတ်ပူးခဲ့တာ။ဒါလည်းလက်တွေ့အကောင်နဲ့ပေါ်နိုင်ခဲ့တယ်ရှင်။အာအပြည့်ပေါ့အကောင်းဆုံးကြိုးစားမယ်။ဘာဖြစ်လာဖြစ်လာအကောင်းဆုံးလက်ခံမယ်။အဓိကကိုဘကအကောင်းဆုံးကြိုးစားမယ်ကျန်တာကတရားပဲ။ညီမမလုံလဝရိယအဉဏ်ပညာဒါတွေဆိုင်ကမှုအားကောင်းတယ်အဲ့အကောင်းဆုံးကြိုးစားထားတယ်ကျန်တဲ့ဥစ္စာတော့ကံတရားတော့အားကိုးရပါဘူး reset ကိုပဲညီမနည်းနည်းလေးရင်ခုန်ရင်ခုန်မှာကိုပြိုင်မှုတော့ဘာမှမဖြစ်ကွာစင်မတက်နေရရင်ပြောနေရအဲ လာလိမ့်မယ်မမေတို့အနေညာကြတော့လူပိုများမယ်ထင်တယ်ဒီနေ့တော့မှအာရောက်အာ20ကျော်လောက်ရှိတယ်20ကျော်30လောက်ပေါ့ဟုတ်ကဲ့မမေကတော့မမေတို့ပြောထားတယ်မမေဘာမှမမိုင်းရအောင်လို့ဆိုမမေကကိုယ့်ရဲ့ AC ရဲ့အဲ့တော့မမေကဘာသူသမီးပါရတော့ပြုံးနေမှာပဲအောင်မြင်စေချင်တာပဲသူတောင်းနေရှိတာ哦မမေကဒါလက်ရှိမှာဟို ်ငွေကြေးပိုင်းနေပဲဖြစ်ဖြစ်ပေါ့နော်လူငယ်အပိုင်းပဲဖြစ်ဖြစ်သူမလိုက်ပေးနိုင်လို့သူတောင်းမှန်တယ်ဆိုတော့မမေဘာမှတောင်းမှန်စရာမလိုဘူးလို့သမီးရှောက်ချင်လို့သမီးရွေးခဲ့တယ်လားသမီးအကောင်းဆုံးလုပ်မယ်အဲ့ဒီအတွက်အမေဘက်ကသမီးဘက်မှာရှိနေပြီးတာနဲ့လည်းကျေးဇူးတင်တယ်ဆိုတော့မမေကလည်းဒီဒီမောင်မြတ်တာအချစ်တွေပဲပေးနိုင်တယ်တဲ့အလူစင်နာအဲ့ဒါပဲလေရှင်းနေမှာမပြောဘူးမိကပြီးတော့မှခွဲရမှာပဲအဲ့လိုပြောတာများတယ်အဲဒီပုံမှန်ပုံမှန်ဆိုလဲ Facebook မှာ post တွေပါလေမ share ဘူးလေမိကအခုအဲ့ဒါ post တွေပါလေ share ပြီးအားပေးတာလို့ပါမယ် TikTok မှာလည်း repost တွေပါလေလုပ်ထား ားတယ်တော့ဘယ်တော့သုံးတာပါလဲမသိဘူးဩအားရှိတာပေါ့မရဲ့ဘာဖြစ် ဘူးသူမဆိုလေဒီနေ့အတွက်ဟိုအချင်းချင်းလေးစိတ်အားမငယ်နဲ့နော်လို့ပြောရင်တော့အားရှိသွားတတ်တာပဲလေလူဆိုတဲ့အဲဟိုတိုင်းကလေအဲ့တော့ညီမကိုယ်တိုင်ကလည်းအဲ့လိုမျိုးလေးနေရတဲ့ခါကျတော့ပုံမှန်ကိုဖိုက်ကွန်မန့်ကို neglect လုပ်ပြီးတော့ရှေ့ဆက်နေရတဲ့ဒီလိုမျိုးလေးနေရတော့ပုံပြီးစိတ်ချမ်းသာတယ်ပုံပြီးတော့လည်းကြိုးစားခြင်းလေးဖြစ်တယ်ညီမကခေါင်းပါတယ်မရဲ့အဲညီမ transformation ကောင်းကောင်းလုပ်နိုင်တာနဲ့ပေါ်ပါပေါ့နော်အဲ ဒီအခုလိုမျိုးဘယ်လိုပဲဖြစ်နေပေသည်ပြည်သက်တွေလက်မခံရင်လက်ခံတဲ့အချိန်ကြီးစူးစမ်းနေမှာမြမယုံကြည်တဲ့အရာတွေအဲ့တော့ဒီနေ့အချိန်ကြီးလက်မခံအောင်လားနောက်နေ့တွေစက်စူးစမ်းလို့ရတယ်အဲ့တော့ဒီနေ့အချိန်မှာဒီလောက်လက်ခံရင်နောက်နေ့မှာပြည်သက်တွေပို့ပြီးတော့အတိမပြုလာရအောင်စူးစမ်းနေမှာဖြစ်တဲ့တော့မြမအလုပ်တဲ့အခါဘာမှမြမနောက်လာမရအောင်မြမကဒီမိုက်ပြန်မိုက်တယ်လောက်မှာလောက်မှာမြမကိုဒါရတနာပီကေထားက မပေါ်ကြပြီခင်ဗျာပြောတယ်ညီမလေးတချင်းလေးလှုပ်ချင်ပြောမမစပွန်စာပေးမယ်လို့ပြောထားခဲ့တာအာဒါမမကိုလည်းကျေးဇူးတင်တယ်အခုပတ်တာကိုလည်းဒါတခြားလေးလုပ်နိုင်အောင်ကြိုးစားနေတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်လက်ရှိမှာဂျန်နေလေးရဆိုလို့ရှိရင်ညီမဒီ preliminary ရဲ့နောက်ပြီးတော့ဒီ final night ရဲ့ပေါ့နော်အရင်ညနေမှာအမပြေရနိုင်အောင်လို့အကောင်းဆုံးကြိုးစားပါမယ်လို့တော့လေလည်းအများကြီးချင်ထားပါတယ်နောက်ပြီးတော့ဒီ brain mind ကိုလည်းညီမအကောင်းဆုံးအစွမ်းကိုပြင်ဆင်ထားပါတယ်ညီမ journey တွေတက်ပေါ်ပြီးထိအောင်ဖြေပြပါမယ်ဟုတ်ကဲ့